အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂိုက်ထထောင်ကွာဝေးကနေပြင်မှတ်ကိုထိမှန်အောင်ပြနိုင်စွမ်းရှိတဲ့စနိုက်ပါတယောက်ထောင်ချောင်းဆင်ခံရပြီးရဲ့နောက်ကြုံတွေ့လာမယ့်အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်သွားမလဲအမှန်တရားကိုလည်းဖော်ထုတ်သွားနိုင်မလားဆိုတာကိုစောင့်ကြည့်သွားရမယ်အရှင်စကားကောင်းလေးတကားကိုတင်ဆက်ပေးသွားခြင်းပါလေဇာတ်လမ်းလေးကိုတော့စနိုက်ပါတက်ကင်ဆောင်ထားတဲ့ဘောလီဆိုကာဆိုတဲ့အမျိုးသားနဲ့တငယ်ချင်းဖြစ်သူဒူနီတို့ကအီသီယိုးပီးယားနိုင်ငံတွေကတဲခံနေရတခုမှမစ်ရှင်တစ်ခုလုပ်နေတဲ့အခန်းလေးနဲ့စတင်ထားပါဗျ မေရိကန်စစ်ရင်တန်းကလမ်းကြောင်းကိုဖြတ်လာတဲ့အချိန်မှာရန်သူကားတစ်စီးကရှေ့ကနေလာတာကိုမြင်လိုက်တာကြောင့်ဘော်လီဆုကလည်းဒိုနီရဲ့လမ်းကြောင်းညွန်ပြမှုတွေနဲ့တူရန်သူကားကိုရှင်းလင်းပစ်လိုက်ပါတယ်။အလုပ်ပြီးပြီထင်လို့သူတို့နှစ်ယောက်ထားတော့မဲ့အချိန်မှာပဲနောက်ထပ်ရန်သူတွေကကားဝင်နေရောက်တာကိုတွေ့လိုက်ရတာကြောင့်ဘော်လီဆုကနဲ့ဒိုနီတို့လည်းသူတို့ရဲ့စမ်းဆောင်ရည်တွေကိုအကောင်းဆုံးတုံးချပြီးတော့ရန်သူအများစုကိုရှင်းလင်းတုံ့တင်လိုက်ပါတယ်။ဒါပေမဲ့လည်းရန်သူတွေကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်သူတို့နှစ်ယောက်ကဌာနချုပ်ကိုအကြောင်းကြားပြီးအကူအညီလမ်းတောင်းလိုက်ပေမဲ့ ဌာနချုပ်ကတော့သူတို့နှစ်ယောက်ကတေချာလေ့ကျင့်ပေးထားတဲ့စစ်သားတွေဖြစ်တဲ့အတွက်အကူအညီပေးစရာမလိုတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဘောလီဆိုကာနဲ့ဒိုနီတို့ကိုရန်သူတွေကလက်နက်ကြီးတွေနဲ့တိမဟုတ်ပဲရဟတ်ရင်တွေပါလာရောက်တိုက်ခတ်ခဲ့တာကိုဌာနချုပ်ကတော့လုံးဝမသိကြပါဘူး။ရဟတ်ရင်ကစက်တနတ်နဲ့ဇက်တိုက်ပြစ်နေကြကြောင်းဒိုနီနဲ့ကြီးစံတွေထိမှန်ပြီးတော့နေရာမှာပဲတိတ်ဆုံသွားကြရပါတယ်။ဒိုနီတိတ်ဆုံသွားတာကိုမြင်လိုက်ရတဲ့ဘောလီဆိုကာလည်းဒေါသတွေအကြီးကျယ်ထွက်သွားပြီးရဟတ်ရင်ကိုနောက်ထပ်စနိုက်ပါတစ်လက်နဲ့ပြစ်ချလိုက်ပါတော့တယ်။ အဲ့ဒီဖြစ်ရပြီး၃နှစ်ကြာမှာတော့ဂျွန်ဆင်းဆိုတဲ့ဗိုလ်မှူးကြီးတူကမစ်ရှင်တစ်ခုနဲ့ပတ်သက်ပြီးဘော်ဒီဆိုကာကိုလာရောက်တွေ့ဆုံခဲ့ပါတယ်။ဒါမေ့ရပိုင်အတွင်းမှာသတင်းစာရှင်းလင်းပွဲလုံးမဲ့တမရတ်ကိုလှုပ်ချက်မဲ့သတင်းတစ်ခုကိုအတိအကျရထားတာကြောင့်စနိုက်ပါကဘယ်နာကနေတမရတ်ကိုလှုပ်ချက်နိုင်မလဲဆိုတာကိုသိရဖို့အတွက်ကောက်ချက်ချအစီအစဉ်ဆွဲပေးရမှာဆိုပြီးဂျွန်ဆင်ကဘော်ဒီဆိုကာကိုပြောလိုက်ပါတယ်။အစပိုင်းမှာတော့အဲ့ဒီမစ်ရှင်ကိုဘော်ဒီဆိုကာကညင်းလိုက်ပေမဲ့လေနောက်တစ်ပတ်မှာတမရတ်တည်သွားတဲ့သတင်းကိုမကြားချင်လောက်ဘူးမလားဆိုပြီးတော့ ဂျွန်စင်ကပြောလိုက်တာကြောင့်သူလည်းအဲ့ဒီမရှင်ကိုလက်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲနောက်တော့ဘောလီဆွတ်ကလည်းတမရမေကွန်းပြောမဲ့နေရာ၃ခုကိုတွားရောက်လေ့လာခဲ့ပြီးဖြစ်နိုင်ခြေတွေရှူတော့တွေအားလုံးကိုလေ့လာသုံးသပ်ခဲ့ပါတယ်။ဖြစ်နိုင်ခြေတွေအားလုံးကိုသုံးသပ်ပြီးတဲ့နောက်မှာတော့တမရကိုလုံးချံမှုကဖီလာဒဲဗီယာမြို့မှာကျင်းပမဲ့သတင်းစာရှင်းလင်းပွဲအတွင်ဖြစ်ပွားလိမ့်မယ်လို့ဘောလီဆွတ်ကကကောက်ချက်ချလိုက်ပါတယ်။ဒီလိုမျိုးကောက်ချက်ချမှုကိုကြားလိုက်ရတဲ့အချိန်မှာတော့ဂျွန်စင်လည်းမင်းကအရန်တော်တာပဲသားဆိုပြီးတော့ဘောလီဆွတ်ကကိုချီးကျူးလိုက်ပါတယ်။ ဒီလိုနဲ့မေကွန်းပြောမဲ့နေ့ကိုရောက်လာတော့ဘောလီဆိုကာနဲ့ဂျွန်စီရဲ့အဖွဲ့တို့ကတမတားကိုမြင်နိုင်လောက်တဲ့မျက်နှာချင်းဆိုင်အဆောက်အဦတွေကိုသွားပြီးတော့စောင့်ကြည့်နေကြကြပါတယ်။လေတိုင်းလုံးတွေဘာတွေကိုတွက်ချက်ပြီးတဲ့နောက်မှာတော့စနိုက်ပါကတမတားကိုပြစ်ခတ်တော့မဲ့အချိန်ရောက်လာပြီဆိုပြီးဘောလီဆိုကာကကောက်ချက်ချလိုက်ချိန်မှာပဲဂျွန်စီရဲ့လူတွေထဲကရဲတယောက်ကသူ့ကိုတနက်နဲ့ပြစ်လိုက်ပါတယ်။အဲနောက်တော့အခြားနေရာမှာရှိတဲ့မသိတဲ့လူတအူးကလည်းတမတားကိုစနိုက်ပါနဲ့ပြစ်ခတ်လိုက်ပါတယ်။ထားကြောက်စင်ခံလိုက်ရပြီဆိုတာသိသွားတဲ့ဘောလီဆိုကာလည်း ဒင်းပေါက်ကနေခုန်ချပြီးတော့ထွက်ပြေးခဲ့ပါတယ်။ပေါ်လီဆော့ကထွက်ပြေးသွားတဲ့နောက်တော့ဂျွန်စင်ရဲ့အဖွဲ့ကအဲ့ဒီအခန်းကိုရှင်းနေပြီးသူ့ရဲ့စနိုက်ပါကိုတမရတ်ကိုလှုပ်ချန်တဲ့ပုံစံတိုင်းခြံထားခဲ့ပြီးတော့တခြားတဲတွန်းစားတွေအားလုံးကိုဖြတ်စည်းပစ်လိုက်ပါတယ်။ပေါ်လီဆော့ကလည်းတရက်တရားနဲ့ထွက်ပြေးနေတော့သူ့ကိုတားဖို့လှုပ်ခဲ့တဲ့ SPI agent နဲ့တန်းတူပါတော့တယ်။နစ်ကသူ့ကိုတားစီးဖို့လှုပ်လိုက်ပေမဲ့ပေါ်လီဆော့ကနစ်ကိုလက်ထိတ်ခိုက်လိုက်ပြီးတော့သူ့ရဲ့ကားကိုယူပြီးတော့မောင်းပြေးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတမရတ်ကိုသူမပစ်ကြောင်းနဲ့ ထောင်ချောက်ဆင်ခံရတာပါဆိုပြီးတော့ဘော်လီဆိုကာကနှစ်ကိုပြောပြခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။ရဲတပ်ဖွဲ့နဲ့ FBI တို့လည်းဘော်လီဆိုကာကိုဖမ်းဆီးနိုင်ဖို့အတွက်မြို့အနှံလမ်းတွေပိတ်ပြီးတော့ရဟတ်ရင်တွေနဲ့ပါလိုက်တန်ရှာဖွေပါတော့တယ်။ဘော်လီဆိုကာလည်းရဟတ်ရင်နဲ့လိုက်ခတ်နေရတာကိုရှောင်ဖို့အတွက်ကားစီးတဲ့ကုန်တော်ခုတွေကိုဝင်သွားခဲ့ပါတယ်။ကားစီးနေတော့မှပဲသူကကားထဲမှာပါတဲ့ရှေးဦးသူနာပြူပစ္စည်းပုံးကိုယူပြီးတော့တနတ်တရားကနေတွေးထွက်နေတာကိုတွေးတိတ်အောင်လုပ်လိုက်ပါတယ်။ကားစီးကုန်တော်တွေကထွက်လာကြမှာပဲ ရဲကားတွေကသူ့ကိုတွေးသွားခဲ့ပြီးနောက်ကနေတရဆက်လိုက်လာတာကြောင့်ဘာလို့ရမှန်းမသိတဲ့အဆုံးမှာတော့ဗောလီဆိုကာလည်းကားကိုမြေထဲကိုမောင်းချလိုက်ပါတယ်။အချိန်ခဏကြာတော့ SBI agent တွေကကားကိုမြေထဲကနေဆဲယူရရှိခဲ့ပြီးမြဲလေဗောလီဆိုကာကိုတော့မတွေ့တော့ပါဘူး။တစ်ဖက်မှာတော့ဗောလီဆိုကာကမြေထဲမှာသွားနေတဲ့တွဲသိန်းမောတစည်းရဲ့ကျိုးကိုဆွဲပြီးတော့လိုက်ပါသွားရင်းနဲ့တရားအောက်ကိုရောက်သွားခဲ့ပါပြီ။ချက်ချင်းဆိုသလိုပဲသတင်းဌာနတွေကလည်းသူ့ရဲ့တပ်ဖွဲ့ကိုဖော်ပြနေရကြောင့်ဗောလီဆိုကာလည်းပြစ်ကတ်ထရစ်ခါစည်းကိုခိုးယူပြီးတော့ အခြားနေရာတစ်ခုကိုထွက်ပြေးသွားခဲ့ပါတယ်။တချိန်တည်းမှာပဲနေရဲ့အထက်ရရှိက SPI အဖွဲ့ကိုနာမည်ပြအောင် လုပ်တဲ့အတွက်နစ်ကရည်ယူခံရနိုင်မယ်လို့ပြောနေခဲ့ပါတယ်။ဘာမှပြန်ပြောနိုင်တာမျိုးမရှိတဲ့နစ်လည်းဒီကိစ္စတွေအကုန်လုံးကထောင်ချောက်ဆင်ထားတာပါဆိုတဲ့ဗိုလ်လီစွကားရဲ့စကားကိုပြန်သတိရသွားခဲ့ပေမဲ့အဲ့ဒါကိုအစီရင်ခံစာထဲမှာထည့်မရေးဖို့အထက်အရာရှိကနစ်ကိုပြောလိုက်ပါတယ်။အဲနောက်တော့နစ်လည်းလုံချံခံရမှုနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးကိုတညာလုံးလေးလာဆက်ဆက်ပြီးတဲ့နောက်မှာတော့မနက်ကျတော့ရုံးကိုရောက်လာတဲ့အတွင်းရေးမှုမှလေးကို တဲလွန်စာတချို့ပေးလိုက်ပါတယ်။တချိန်တည်းမှာပဲဗိုလ်လီဆော့ကကိုတန်တန်းနဲ့ပြက်ကတ်ခဲ့တဲ့ရဲကလည်းအသက်ခံလိုက်ရပြီဆိုတဲ့သတင်းကိုနစ်ကအတွင်းဦးမာလီကိုပြောခဲ့ပါတယ်။နောက်တစ်ခါမှတော့ဗိုလ်လီဆော့ကမရှင်တူတူလုံနေရင်ကြာဆုံးသွားတဲ့အခြေဆုံးတငယ်ချင်းဒိုနီရဲ့ဇနီးတဲ့ဆာရာရဲ့အိမ်ကိုတွားရောက်ခဲ့တာကိုတွေ့မြင်ရပါတယ်။ဒိုနီရဲ့ဇနီးဆာရာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့တမထောက်ကိုသူမပြစ်ကြောင်းနဲ့အဲ့ဒါကထောင်ချောက်ဆင်ခံရတာပါဆိုပြီးဗိုလ်လီဆော့ကပြောလိုက်ပါတယ်။အဲနောက်တော့ဆာရာက ဘောလီစောကာကိုအိမ်ထဲမှာပုံခိုင်းလာပြီးတော့တတိမေးအောင်လုပ်ပြီးတနက်တရားတွေအားလုံးကိုချုပ်ပေးလိုက်ပါတယ်။တချိန်တည်းမှာပဲစနိုက်ပါနဲ့ပြစ်ခတ်မှုအတွင်တမရကဘေးကင်းပြီးဘာမှမဖြစ်ဘူးဆိုတာကိုနစ်ကသိလိုက်ပါတယ်။အဲ့ဒါနဲ့နစ်လည်းတမရကိုလှုပ်ချန်ခဲ့တဲ့ဖြစ်ရဲ့ area တစ်ဝိုက်ကအဆောင်ဦးတွေကိုစစ်ဆေးနေတော့ခေါင်းလောင်းမျိုးစင်ဟောင်းတစ်ခုမှာတောက်တိုက်၃ယောက်ထောက်ထားတဲ့အရာကိုတွေ့ခဲ့ရပါတယ်။နောက်တော့နစ်လည်းစိုက်ဘာကဖေးတစ်ခုကိုသွားပြီးလည်းကျွမ်းကျွမ်းတူတူနဲ့စကားပြောနေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးတွေမှာအသုံးပြုနိုင်တဲ့ Wheeling Sniper Rifle တနက်ကြောင်းကိုလက်နက်ကျွမ်းကျင်သူကနစ်ကိုပြောပြခဲ့ပါတယ်။အခြားတစ်ဖက်မှာတော့နစ်ကသူ့ကိုကူညီနိုင်မဲ့တူရဲသောသူဆိုတာကိုသိနေတဲ့ Bolly Sok ကလည်းနစ်နဲ့တွေ့ဆုံမှုအစီအစဉ်တွေဆွဲပါတော့တယ်။ Sara ကလည်း Bolly Sok ကိုကူညီပေးပြီးတော့ Donnie ရဲ့ Sniper Rifle တစ်လက်ကိုပေးခဲ့ပါတယ်။အဲနောက်တော့ Sara လည်းပုံဖြတ်ပြီးတော့နစ်ကိုတွားတွေ့ခဲ့ပြီး Bolly Sok ရဲ့ရင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကိုပေးခဲ့ပါတယ်။ ။ဘာကြောင့်လဲဆိုတော့နစ်ကိုတာဒီသတင်းချက်လက်တွေပေးလိုက်ရင်ကိစ္စတစ်ခုလုံးကိုကြိုးခိုင်ထားတဲ့ဂျွန်ဆင်ကလည်းတိသွားမယ်ဆိုတာကိုဘောလီစုကတယောက်ကြိုတီးနေခဲ့လို့ပဲဖြစ်ပါတယ်။ညနေ SBI ရုံးကားထဲမှာကြီးစုခွင့်မရတဲ့ဖိုင်တွေကိုဝင်ရောက်ကြီးစုခဲ့ပြီးနောက်မကြခင်မှာပဲပြန်ပေးဆွဲခံလိုက်ရပါတယ်။ပြန်ပေးဆွဲသူတွေကသူ့ကိုရိုင်းနှက်ပြီးတမတာလုံးချက်မှုနဲ့ပတ်သက်ပြီးတိတာတွေကိုပြောပြဖို့မေးလိုက်ပေမဲ့နစ်ကတော့ဘာမှပြန်မပြောခဲ့ပါဘူး။အဲအားနဲ့ပြန်ပြီးဆွဲသမားတွေလည်းနစ်ကကိုကိုကိုအဆုံးစီရင်သွားတဲ့ပုံစံမျိုးဖြစ်အောင်လုပ်နေတော့မှာပဲ ဗောလီဆိုကာကအဝေးကနေစနိုက်ပါနဲ့တရားဝိတရားရှင်းလင်းလိုက်ပြီးတော့နစ်ကိုကယ်တင်လိုက်ပါတယ်။ဗောလီဆိုကာလည်းတမန်တော်ကိုလှုပ်ချက်မှုနဲ့ပတ်သက်တဲ့နောက်ွယ်ကလူတွေအားလုံးကိုဖော်ထုတ်ရမှာကူညီပေးဖို့ပြောလိုက်တာကြောင့်နစ်ကလည်းအတူတူအလုံးလုံးဖို့သဘောတူခဲ့ပါတယ်။အဲနောက်တော့ဗောလီဆိုကာနဲ့နစ်တို့ကကျွမ်းကျင်သူတူကိုတွားရောက်တွေ့ဆုံခဲ့ပြီးနီးပညာတစ်ခုအကြောင်းပြောပြခိုင်းပါတယ်။အဲဒါကစနိုက်ပါရိုင်ဖယ်တလက်ကနေကြီးစံထွက်လာပြီးမဲ့အဲဒီကြီးစံကိုတခြားတရားရောက်ကပြတ်ခတ်လိုက်တဲ့ပုံစံမျိုးထင်ရစေတဲ့ နီးပညာအကြောင်းပဲဖြစ်ပါတယ်ဒီလိုလက်ကွက်မျိုးကိုသုံးပြီးပြစ်ခတ်နိုင်တဲ့စနိုက်ပါကစန်တာလို့ခေါ်တဲ့လူတယောက်ပဲရှိရဆိုပြီးတော့ကျွမ်းကျင်သူကဗောလီဆွတ်ကာတို့ကိုပြောလိုက်ပါတယ်နေ့ကလည်းစန်တာရဲ့အကြောင်းကိုအသေးစိတ်သိရဖို့အတွင်းရွေးမှုမလေးကိုဖုံးဆက်လိုက်ပြီးသူမကစန်တာရဲ့တင်နေရကိုနစ်ကိုပေးလိုက်ပါတယ်အဲ့ညင်းညားပါပဲဇွန်စင်ရဲ့လူတွေကဗောလီဆွတ်ကာကိုတက်ပြစ်နိုင်မှုတို့ကဆာရာကိုပြန်ပြီးဆွဲခဲ့ကြပါတယ်နောက်တစ်ခါမှတော့ဗောလီဆွတ်ကာနဲ့နစ်တို့ကလိုအပ်တဲ့ပစ္စည်းတွေဝယ်ယူဖို့အတွက်တံပစ္စည်းအယောင်ဆိုင်ကိုတွားနေတာကိုတွေ့မြင်ရပါတယ် စန်ဒါးစ်ကိုတွားရောက်တွေ့ဆုံတာကထောင်ချောက်တစ်ခုဖြစ်နိုင်တယ်ဆိုတာကိုသိနေရကြောင်းဘောလီဆိုကာနဲ့နွတ်တို့လည်းကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာခဲ့ပါတယ်။အဲနောက်တော့ဘောလီဆိုကာလည်းစန်ဒါးရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးနစ်ကတော့အပြင်ကားအနေပဲကာပါပေးဖို့ကြံနေခဲ့ပါတယ်။ဘောလီဆိုကာလည်းစန်ဒါးရဲ့အိမ်ထဲကိုဝင်ရင်းခဲ့မှာအိမ်ဘေးပတ်ဝန်းကျင်မှာဘုံးလေးကိုမြုပ်ထားလိုက်ပါတယ်။အိမ်ထဲကိုရောက်တဲ့အချိန်မှာတော့စန်ဒါးကဘောလီဆိုကာကိုအပြစ်မှတ်တွေအားလုံးကိုပြောပြလိုက်ပါတယ်။ဂျိုစင်ကဘောလီဆိုကာကိုအတုံးချခဲ့တာတွေတမနာကိုလှုပ်ချန်တယ်လို့နဲ့ တမရဘေးနားမှာရက်နေတဲ့သာသနာဂိုင်းချုပ်ဆရာတော်ကြီးကိုပြစ်ခတ်လုံးရံခဲ့တာတွေအကြောင်းကိုစံသားကပြောပြနေခဲ့ပါတယ်။သာသနာဂိုင်းချုပ်ကြီးကိုတပ်ပြရတဲ့အကြောင်းရင်းကရင်းနဲ့ပိုင်လိုက်တစ်ခုကရွာတစ်ခုကနေဖြတ်သွားမှဖြစ်တာကြောင့်အဲဒီရွာလူတွေကိုရင်းနဲ့ကုမ္ပဏီကမောင်းထုတ်တော့မယ့်အကြောင်းကိုပြောပြတော့မှမလို့နှုတ်ပိတ်လိုက်ရတာဖြစ်တဲ့အကြောင်းအဲဒီကုမ္ပဏီရဲ့ပိုင်ရှင်ကဂျိုဆင်ဖြစ်တဲ့အကြောင်းတွေကိုစံသားကပြောပြလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲပြီးခဲ့တဲ့၃နှစ်တုန်းကအီသီယိုးပီးယားမှာမစ်ရှင်လုပ်နေတဲ့ဘော်လီဆွန်ကာနဲ့ဒိုနီတို့ကဂျိုဆင်ရဲ့လူတွေကိုတပ်ပြစ်လိုက်တာကြောင့် သူတို့ကိုတည်သွားစီဖို့အတွက်အကူအညီမပေးဘဲခြံထားခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုလည်းဘောလီဆိုကတယောက်တည်သွားခဲ့ပါတယ်။အဲနောက်တော့သူတို့ရဲ့အိမ်ကိုစစ်သားတွေဝိုင်းထားပြီလို့နက်ကဘောလီဆိုကကိုပြောလိုက်တဲ့အချိန်မှာပဲဇန်သားကကိုကိုကိုအဆုံးစီရင်ပြစ်လိုက်ပါတယ်။စစ်သားတွေအိမ်ထဲဝင်လာတဲ့အချိန်မှာတော့ဘောလီဆိုကကသူတို့အားလုံးကိုတတ်ပစ်လိုက်ပြီးနက်ကတော့အိမ်ပြင်မှာထောင်ထားတဲ့ဘုံတွေကိုဖောက်ခွဲပြစ်လိုက်ပါတယ်။ဖပြေလွတ်မြောက်လာတဲ့ဘောလီဆိုကနဲ့နက်တို့လည်းမွန်တာနာပြည်နယ်ကိုရောက်ရှိလာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲနက်က သူ့အထက်ရာရှိကိုဖုံးဆက်လိုက်ပြီးတော့သူ့ပေါ်လီဆော့ကာနဲ့အတူရှိနေတဲ့အကြောင်းနဲ့ SPN အဖွဲ့ကိုမယုံတဲ့အကြောင်းပြောပြီးတော့ဖုံးချလိုက်ပါတယ်။ဒါပေမဲ့ဒီဖုံးခေါ်ဆိုမှုကဂျွန်စင်ကခေါ်ဆိုမှုကိုခြေရခံပြီးဗော်လီဆော့ကာနဲ့နေတုတ်ကိုဆက်သွယ်မှုတွေလုံးဆောင်လာစေဖို့ညှားခေါ်လိုက်တာပဲဖြစ်ပါတယ်။ခဏကြာမှာတော့ဂျွန်စင်ကဖုံးခေါ်လာတာကြောင့်ဗော်လီဆော့ကာကသူ့မှဆန်းသားရဲ့ဝန်ခံချက်ကိုမှတ်တမ်းတင်ထားတာရှိကြောင်းနဲ့အဲ့ဒါကိုလိုချင်နေဆိုရင်စာရားကိုပြန်ပြရမယ်ဆိုပြီးတော့နှင်းဖုံးနေတဲ့တောင်တန်းတစ်ခုမှတွေ့ဆုံဖို့ချင်းစုလိုက်ကြပါတယ်။ နင်းနောက်တန်းကိုဂျွန်စင်အထက်လွှတ်တော်အမတ်တူစာရာနဲ့အဆောက်တယောက်ကရဟတ်ရင်နဲ့ရောက်လာခဲ့ပြီးတော့အဝေးကနေလူတစ်ယောက်ကသူတို့စီကိုချင်းကပ်လာတာကိုမြင်တော့ဂျွန်စင်ဘက်ကပုံအောင်နေတဲ့စနိုက်ပါကအဲလူကိုဘောလီဆုတ်ကထင်ပြီးတော့ပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကဘောလီဆုတ်ကမဟုတ်ပဲကြီးကဝစ်စုံဝစ်စင်ထားတဲ့နစ်ပဲဖြစ်ပါတယ်။တချိန်တည်းမှာပဲစနိုက်ပါတစ်လက်နဲ့ပုံအောင်နေတဲ့ဘောလီဆုတ်ကလည်းဂျွန်စင်ရဲ့စနိုက်ပါသမားကိုတွေ့သွားပြီးတော့ပြစ်တတ်လိုက်ပါတယ်။ နောက်တစ်ချက်ကတော့ဘောလီဆော့ကာကစာရာကိုတနက်နဲ့ချိန်ထားတဲ့လူစီကိုပြစ်လိုက်ပြီးတော့လက်ပြတ်သွားအောင်လှုပ်ပေးလိုက်ပါတယ်။အဲနောက်တော့စာရာကတနက်တလက်ကိုကောက်ကင်လိုက်ပြီးသူမကိုပြန်ပေးဆွဲခဲ့တဲ့လူကိုဘုံကကူပေးလိုက်ပါတယ်။တချိန်တည်းမှာပဲ SBI အဖွဲ့ကအဲ့ဒီနေရာကိုရောက်လာခဲ့ပြီးတော့ဘောလီဆော့ကာကိုဖမ်းဆီးသွားခဲ့ပါတယ်။နောက်ရက်ကိုရောက်တော့ဘောလီဆော့ကာကိုဝါရှင်တန်မြို့မှာရှိတဲ့ရှင်းနေရုပ်စီကိုခေါ်သွားခဲ့ပါတယ်။အဲ့ဒီကိုရောက်တဲ့အချိန်မှာတော့ဘောလီဆော့ကာကသူ့ရဲ့စနိုက်ပါကိုတောင်းလိုက်ပြီးသူထောင်ချောက်ဆင်ခံရတဲ့အကြောင်းနဲ့ သာသနာ့ဂိုင်းချုပ်ကြီးကိုသူပြစ်ခဲ့တာမဟုတ်တဲ့အကြောင်းပုံစံအတူလုပ်ပြပြီးတော့တက်တည်ပြခဲ့ပါတယ်။သူအိမ်ကနေထွက်သွားတဲ့အချိန်အိမ်မှာရှိတဲ့တနတ်တွေအားလုံးကိုမောင်းနေဖြုတ်ထားခဲ့တဲ့အကြောင်းနဲ့ကြီးမထွက်အောင်ပင်ကိုဖြုတ်ထားခဲ့တဲ့အကြောင်းကိုဘောလီဆိုကာကပြောပြလိုက်ပါတယ်။အဲနောက်တော့ရှင်းနေချုပ်ကဒီတက်တည်တွေအားလုံးကိုလက်ခံလိုက်ပြီးဘောလီဆိုကာကိုတရားသည်လွတ်ပေးခဲ့ပါတယ်။နောက်ရက်မှာတော့ဂျွန်ဆင်နဲ့အထက်လွှတ်တော်မတ်တို့ကအိမ်တစ်ခုမှာစကားပြောဆိုနေခဲ့ကြပါတယ်။စကြင်းဆိုသလိုပဲတနင်္လာရကနေပြစ်ခတ်တံထွက်ခဲ့ပြီး ဂျိုစင်တယောက်စမုံတုံးသွားခဲ့ပါတယ်။နောက်တော့ဘောကအပြင်မှာစောင့်နေတဲ့အဆောက်ကိုပြတ်တက်ပြီးအိမ်ထဲဝင်လာခဲ့ပါတယ်။အိမ်ထဲရောက်တဲ့အချိန်မှာတော့အထက်လွတ်တော်အမတ်ကသူကအမေရိကန်ဆိုးရွားအတွက်လှုပ်လှုပ်ပြီးနေတဲ့လူဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာတော့ဘောလီဆိုကာကသူလည်းအမေရိကန်ဆိုးရွားအတွက်အလုပ်လုပ်ပြီးတဲ့သူဖြစ်တယ်ဆိုပြီးတနတ်နဲ့ပြတ်တက်လိုက်ပါတယ်။အဲနောက်တော့ဘောလီဆိုကာကတနတ်ကိုဂျိုစင်ရဲ့လက်ထဲမှာထည့်လိုက်ပြီးအိမ်ထဲမှာရှိတဲ့ဒံငွေပိုက်ကိုချိုးပြက်လိုက်ပြီးနောက်တအိမ်လုံးကိုပောက်ခဲသွားအောင်လုပ်ပစ်လိုက်ပါတယ်။ နောက်ပိုင်းမှာတော့ဘောလီဆိုကလည်းစာရာနဲ့အတူဘွားတစ်ခီတစ်ခုစတင်ခဲ့ပြီးတော့ဇလန်လေးနဲ့ဆုံးသက်သွားခဲ့ပါတယ်။ကြီးစုအဘေးရဲ့ပြည်သက်တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်။